ကယ်ရန်ကုန်မှာဘာပွဲမှမလုပ်ဘူးဘသူမှအပြင်မထွက်ဘူးဆိုတော့လုံးဝမဟုတ်ပါဘူးเนาะဒီမှာစကူးလန်းကိုအိုင်ပြီးမယုံလို့တွက်ကြည့်ရကွာအိုင်ပြီးကပျော်ပြီးတော့ပြန်လာတယ်ဆိုတော့ကဲအိမ်တွင်းပုန်းနေကြတဲ့သူတွေရောကဲတကြံကိုရန်ကုန်မှာမရှိဘဲနဲ့မထွက်နိုင်တဲ့သူတွေရောဒီရန်ကုန်တကြံကဘလို့မျိုးလဲဆိုတော့အိုင်ပြီးစကူးလန်းတစ်လျှောက်မှာရှောက်ပြီးတော့လိုက်ပြမှာဖြစ်ပါတယ်ဆိုတော့ကဲအိုင်ပြီးနဲ့ဒီတလန်းကိုတို့ရှောက်ကြမယ်เนาะရေဖတ်ကြမယ်ဆိုတော့လိုက်ခဲ့ပါ ကဲ19လရောက်ရင်အခင်စားမယ်တောက်မယ်လို့စိတ်ကူးခဲ့ပေမဲ့အခုတောက်ဖို့မပြောနဲ့ပေါ့နော်မတက်ရက်စရာနေရတော့မရှိပါဘူးဆိုင်တိုင်းဆိုင်တိုင်းမှာလူတွေကလုံးဝအပြည့်ပဲဒါပေမဲ့တလန်းလုံးပျော်စရာကြီးပေါ့နော်အရင်တော့ကလူတိုးချက်ရတဲ့တကြံရတာကိုပြန်ရပါတယ်ဒါပေမဲ့ဝိုင်းယူခြင်းနဲ့အဲ့ဒီမှာစားမယ်တောက်မယ်ဆိုလို့ရှိရင်စောစောတောက်ဖို့လို့လုပ်မယ်နော် help?